ကျွန်တော်ရေးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ထိတ်လေပိတ်ကနန်း၃လုံးပေါင်းရှင်ပရိအားနဲ့ယူတဲ့ဤကိုတင်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်တနည်းအရာခွန်၃ပေါင်းတစ်စင်၃မြောက်ပရိအားနဲ့တာဖြစ်ပါတယ်ကိုခွန်ကိုဆွေတို့အားပရိချပေးသွားတယ်ပေါ့နော်ရှင်ပရိကပ်တူတဲ့၃မြောက်၆၃ကိုပရိချပေးသွားတယ်ပေါ့နော် ရှိပရိကတူတဲ့ကိုပရိခြားပြီးသွားတယ်တိပရိအာနေလေးပရိခြားပြီးသွားတယ်ကိုပရိအာနေလေးရှိတိသုံးပရိခြားပြီးသွားတယ်ဗောနော်ရှောပရိအာနေနေပရိသုံးမြပရိအာနေတာရှိပရိခြားပြီးသွားတယ်ရှိပရိအာနေခုနှစ်ပရိခြားပြီးသွားတယ်ရှောပရိအာနေကိုပရိဗောနော်ပြီးရင်နေပရိအာနေရှိပရိခြားပြီးသွားတယ်သုံးမြပရိအာနေသုံးသုံးရှောင်းနေပရိခြားပြီးသွားခဲ့တာဖြစ်ပါတယ်ဒီအနီရောင်လေးနဲ့ဝိန်းထားတာဒီကျွန်တော်တို့ထိုင်နေပရိအာနေယူတဲ့နေပရိအာနေတာဖြစ်တယ်ဗောနော် နိပရိအာနိ9ရောင်နိခုနိပရိခြာပြီးသွားတာဖြစ်ပါတယ်။ပြီးရင်3ပရိအာနိတုံညာလေးလေး10ပရိခြာပြီးသွားခဲ့တယ်ပေါ့နော်။နိပရိအာနိ9ပရိ10ပရိအာနိ9ပရိခြာပြီးသွားတယ်။10ပရိအာနိခုနိပရိပေါ့နော်။9ပရိ10ပရိခြာပြီးသွားတယ်။9ပရိအာနိ3ပရိခြာပြီးသွားတယ်။တုံညာကပ်တူတဲ့ခုနိပရိ6ပရိအာနိတာခုနိပရိခြာပြီးသွားတယ်ပေါ့နော်။10ပရိအာနိ10ပရိဒီနိပရိအာနိတဲ့အချိန်မှာတော့10ကိုလေးပြီးတော့963ဖြစ်ပါတယ်။ သုံးလုံးပေါင်းရှင်း၄ပရိချပေးသွားတယ်ဗောနော်နေပရိအားနေယူတာ၄ပရိချပေးသွားခဲ့တာဖြစ်ပါတယ်၅၆၃တပြားနေထပ်ပြီးတွေ့ပြမှာဖြစ်ပါတယ်ခွန်9ခွန်963ဆိုတဲ့အတွက်ကြောင့်မို့ယူရနီအရာကျွန်တော်ဒီ9ရက်ခွန်ရထပ်ပေါင်းမယ်ပေါ့နော်9ခွန်ပေါင်းချင်းကစနေရတယ်ပေါ့နော်စနေကိုကျွန်တော်အနောက်က3နဲ့ထပ်ပေါင်းရတာဖြစ်တဲ့အတွက်23ပေါင်းချင်း5 5ပြည့်အားနေတာဖြစ်ပါတယ် ဲ့ဒီ၅ပြည့်အနည်းမှာဆိုရင်၅၆သုံးပြီးတော့နောက်ထပ်တစ်ပြည့်မှာ၆၈ခွန်ချပေးသွားခဲ့တယ်ပေါ့နော်ရှောင်းရှိခွန်စရတဲ့သုံးလုံးပေါင်းရှင်းတိပရိချာပြီးသွားခဲ့တယ်ခင်ဗျာ။ဒါဆိုရင်ဒီရှောင်းရှောင်းရှောင်းရှိခွန်တပြားနေထပ်ပြီးလေ့လာကြည့်အောင်ပါနော်။ရှောင်းရှောင်းကိုရှောင်းရှိခွန်စရတဲ့အတွက်ကြောင့်မို့သူရဲ့ယူတဲ့နေ့အရာကျွန်တော်6နဲ့9နဲ့ထပ်ပေါင်းရမှာပါနော်။ရှောင်းနဲ့9ပေါင်းရှင်းက15ရာတယ်ပါနော်။အဲ့ဒီ15ကိုအနောက်က3နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ငါ3ပေါင်းရှင်း8ဆိုတဲ့အတွက် ကျွန်တော်ရှင်းပြရအနေယူမှာဖြစ်ပါတယ်။ရှောင်းရှေးခွန်ပြီးတော့နိနိခွန်ဖြစ်ပါတယ်။နိနိခွန်ဆိုတဲ့အတွက်ကဏ္ဍသုံးလုံးပေါင်းရှင်ကတိပရိချပြီးသွားခဲ့တာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီရှစ်ကြိမ်အတွက်ကတော့ကျွန်တော်နိ66နိနိခွန်ဆိုတဲ့သူတို့အကြောင်းမို့ယူရနေအရာ6နဲ့6နဲ့ထပ်ပါအောင်ပါနော်6နဲ့6နဲ့ပေါင်းရှင်ဆက်နေရတာဖြစ်ပါတယ်။ အဲ့ဒီနှစ်ကိုအနောက်က၃နှစ်ထပ်ပေါင်းတော့၅ဖြစ်တဲ့အတွက်ကြောင့်မို့ဒီရှစ်ချိန်မှာ၅ပြည့်အားနေတယ်လို့ဆိုလိုတယ်ပေါ့နော်။တနည်းအရ၅ပြည့်အားနေတာဖြစ်ပါတယ်ခင်ဗျာဒါကတော့ general 20နံပါတ်1ဖြစ်ပါတယ်ပေါ့နော်။20နံပါတ်2နဲ့နံပါတ်3ကိုလည်းထည့်ပေးတော့မှာဖြစ်ပါတယ်။20နံပါတ်2ကိုထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ Okay 20နံပါတ်2ပေါ့နော်။အခုကဒီဟာနံပါတ်1 နောက်ထပ်ထပ်ပြမှာဒီယာနေပေါ့နော်ဒီမှာဒီနှစ်ပတ်ရနေစပြမယ်ဒွတိယနံပါတ်2ပေါ့နော်ဒွတိယနံပါတ်2ကဒီရှိဆုံးနှလုံးပေါင်း6ရက်2ရက်ပေါင်းရှင်ရှိပရိအာနေอยู่မှာဖြစ်ပါတယ်ပေါ့နော်ဒီကနအရှိနှလုံးပေါင်းရှင်ရှိပရိအာနေတာ9.95ပရိချပေးထားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာတင်းနဲ့တုံများနဲ့ထပ်ပေါင်းတော့တည်ရတယ်ပေါ့နော်တည်ပရိအာနေอยู่မှာဖြစ်ပါတယ်5ပရိတ်တုံများ63ချပေးသွားတယ်ဗောနောနောက်ထပ်6နဲ့တုံများနဲ့ပေါင်းရှင်း6ရှောက်ပရိတ်အားနေอยู่မှာဖြစ်ပါတယ် 6ရက်တုံးများရအားနေတယ်ဗောနော်395ဆိုတဲ့အတွက်ခုနှစ်ပရိချာပြီးတော့ခေတယ်ခင်ဗျာ9နဲ့4ပေါင်း83ဆိုတော့ဒီ3နဲ့ဒီ8နဲ့38ပရိအားနေယူမယ်ဗောနော်အဲဒီမှာ6တုံးများ3ဆိုတဲ့အတွက်9ပရိဖြစ်ပါတယ်နင်းနဲ့5ပေါင်းရှင်9ပရိအားနေတာဖြစ်ပါတယ်နင်းနဲ့ sorry 9နဲ့3နဲ့ဗောနော်အဲဒီမှာ4ပရိ6နဲ့6ဖြစ်ပါတယ်9နဲ့9ပေါင်းရှင်78ဆိုတဲ့အတွက်10ပရိအားနေတယ်ဗောနော်89ပရိအားနေတာဖြစ်ပါတယ် လေရှိတိသုံးပရိချပေးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြန်မှာလည်းရှင်းတဲ့တုံများနဲ့ပေါင်းရှင်းရှင်းချောင်းပရိအာနေတာ9 9ရှိဆိုတဲ့အတွက်နှစ်ပရိချပေးသွားတယ်ပေါ့နော်9လေးပေါင်း73 3တုံများပရိအာနေတာတိတိချောင်းရှင်းပရိချပေးသွားတာဖြစ်ပါတယ်9နဲ့ရှင်းတဲ့ထပ်ပေါင်းတာ79 9နဲ့3နဲ့ပရိအာနေอยู่မှာပေါ့နော်အဲ့ဒီမှာ69တုံများဆိုတဲ့အတွက်ကြောင့်မို့ကရန်၃လုံးပေါင်းရှင်းက9ပရိချပေးသွားတာဖြစ်ပါတယ် ကိုနဲ့ရှင်နဲ့ပေါင်းရှင်းဆက်ခုပေါ့နော်ဒီမှာနိနဲ့တောင်နဲ့ပေါင်းရှင်းနိနိနဲ့ရှင်နဲ့ဒီပရိနှလုံးအားနေတယ်ပေါ့နော်၅၉၃ဆွေအတွက်ခုနှစ်ပရိချပေးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာ၅နဲ့၃နဲ့ပေါင်းတော့၈၈ပရိအားနေမယ်ပေါ့နော်ရှင်နဲ့၆နဲ့ပရိအားနေတာဖြစ်ပါတယ်၅တောင်များလေးကိုပရိဖြစ်ပါတယ်ပေါ့နော်ငါနဲ့တေပောင်းချင်း6 6ပရိအားနေတာ6ရက်2ရက်ပရိအားနေတယ်ပေါ့နော်အဲဒီမှာငါတုံများ3စရိအတွက်ကြောင့်မို့10ပရိချပေးသွားတာဖြစ်ပါတယ်၄3ပောင်းချင်း ခွန်နဲ့တုံများနဲ့ပေါ့နော်အဲ့ဒီပရိနှလုံးအားနေနေတာဖြစ်ပါတယ်နှိပရိချပေးသွားတာဖြစ်ပါတယ်၃၆ပေါင်း၉ကိုနဲ့ဒီချောင်းနဲ့ပြိအားနေတာပေါ့နော်တုံများလေးတည်ဆိုတဲ့အတွက်ငါပြိလေးနဲ့တုံများနဲ့ပေါင်းချင်းလေးလေးနဲ့တုံများနဲ့အဲ့ဒီပြိနှလုံးအားနေတယ်ပေါ့နော်၈၆ခွန်ဆိုတဲ့အတွက်တိပြိချပေးသွားတာဖြစ်ပါတယ်ကိုနဲ့တုံများနဲ့ပေါင်းကိုကိုနဲ့ခွန်ပေါင်းချင်း sorry ကိုနဲ့ခွန်နဲ့ပြိအားနေတယ်ပေါ့နော်နေပြိချပေးသွားတယ် တင်နေကိုပေါင်းတုံညာတုံညာနဲ့တင်နေပရိအာနေတာ66နှစ်အသေးပရိခြားပြီးသွားတာဖြစ်ပါတယ်6နဲ့တုံညာနဲ့ပေါင်းချင်း6 6နဲ့တင်နေအဲ့ဒီပရိနှလုံးအာနေတာ9ပရိခြားပြီးသွားတာဖြစ်ပါတယ်ခွန်တစ်ပေါင်း8 8နဲ့နှစ်ပေါင်း sorry 8နဲ့နှစ်နဲ့အဲ့ဒီပရိနှလုံးအာနေတာ9 6နဲ့9ပရိခြားပြီးသွားတာဖြစ်ပါတယ်9 6နှစ်ပြီးတော့တုံညာလေးလေးတစ်ပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော် တနည်းအရာအဒီအရှိကနန်းနှလုံးပေါင်းရှင်းနေရတယ်ဗောနော်၄နဲ့၈ပေါင်းဆက်နေနေတုံးပရိအာနေတာ၈ပရိချပေးသွားတယ်ငါးတုံးပေါင်းရှင်း၈၈နဲ့နေနဲ့အဒီပရိနှလုံးအာနေတာနေနေတဲ့ငါးပရိချပေးသွားတာဖြစ်ပါတယ်၈ပေါင်း၉၉၈ပရိကပ်တူတယ်ဗောနော်ငါးပရိချပေးသွားတယ်၆နဲ့၆ပေါင်းရှင်းဆက်နေနေနဲ့၈နဲ့ဗောနော်ကပ်တူတယ်မှာ၇ပရိချပေးသွားတာဖြစ်ပါတယ်၉ကိုနဲ့ကိုကိုဒီမှာကိုရှင်ကိုပေါ့နော် ဒီပရိချပေးသွားတယ်ခွန်3ပေါင်း30တုံများနဲ့ရှောင်းနဲ့အဲ့ဒီပရိနှလုံးအားနေတာ3ပရိချပေးသွားတယ်ရှင်းနဲ့တုံများနဲ့ပေါင်း8ရှင်းနဲ့တုံများပရိနှလုံးအားနေတာ9ပရိခွန်3များ3များငါးငါးပေါင်း3များတုံများနဲ့ရှောင်းနဲ့အားနေတာ3ခွန်ခွန်ဆိုတဲ့အတွက်9ပရိပေါ့နော်8လေးပေါင်း7နှစ်လေးပရိအားနေတယ်8 9လေးဆိုတဲ့အတွက်10ပရိဖြစ်ပါတယ်ရှိတဲ့ပေါင်း9 9နဲ့2နဲ့အဲ့ဒီပြိနေနှလုံးအားနေတဲ့အချိန်မှာ963ဆိုတဲ့အတွက်၄ပြိ ခွန်၅ပေါင်းစနစ်နင်းနဲ့၅ပေါင်းနင်းနဲ့၅နဲ့အဲ့ဒီပရိနှလုံးအားနေတာတိပရိခြားပြီးသွားတယ်6နဲ့6ပေါင်းစနစ်နင်းနဲ့၈နဲ့အဲ့ဒီပရိနှလုံးအားနေတာနင်းနဲ့ခွန်ဆိုတဲ့အတွက်တိပရိခြားပြီးသွားတာဖြစ်ပါတယ်ဒါဆိုရင်ဒီ6ကြိမ်မှာတော့နင်းနဲ့6ပေါင်း6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်7နဲ့9နဲ့အဲ့ဒီပြိနှလုံးအားနေနေမှာဖြစ်ပါတယ်။20အရဆိုလို့ရှင်းဖြစ်ပါတယ်ခင်ဗျာ။ဒါ20နံပါတ်2ပေါ့နော် โอเคคุณโลเซတော့အဲ့ဒီပရိကာတော့မဖောက်သေးဘူးပေါ့နော်โอเคဒါဆိုရင်နောက်ထပ်နံပါတ်3ပေါ့နော်ပရိအားနဲ့ယူတယ်နိ20နံပါတ်3ကိုလည်းထပ်ပြီးတော့ကျွန်တော်တို့အတူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်20နံပါတ်3ကိုကြည့်အောင်20နံပါတ်3ကကျွန်တော်ဒီထိတ်စီးနဲ့အလဲထိုင်နေပေါ့နော်ဒီ9နဲ့4နဲ့ပေါင်းမယ်ခင်ဗျာ9နဲ့4ပေါင်း9အဲ့ဒီကိုကိုလေအနောက်ကနောက်ထပ်ကိုနဲ့ထပ်ပေါင်းတော့ပေါင်းရှင်း76ရတယ်ပေါ့နော်ဆိုတော့ချစ်ပရိအားနဲ့ယူမှာဖြစ်ပါတယ်အဲ့ဒီမှာရေးလိုက်မယ်ပေါ့နော် အဲ့မှာဝင်းလိုက်မယ်အဲဆိုတော့ပေါင်းရှင်းကရှင်းပရိပေါ့နော်ရှင်းပရိအားနေတာဖြစ်ပါတယ်ဆိုတော့ချစ်ရှစ်တုံများပရိအားနေတာ6ခွန်9 5ပရိပေါ့နော်9နဲ့9နဲ့ပေါင်းရှင်း16ရှောင်းနဲ့9ပေါင်းရှင်း15 5ပရိပေါ့နော်တင်း9ရှင်းအဲ့ဒီပရိ3လုံးအားနေတာ9ပရိချပြသွားတာတွေ့ရတယ်ပေါ့နော်တုံများနဲ့6နဲ့ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါင်းရှင်း15ပေါ့နော်9ပရိအားနေတာဖြစ်ပါတယ် 395ဆိုတဲ့အတွက်ခုနှစ်ပြိ693များအဲ့ဒီပြိသုံးလုံးအားနေတာခုနှစ်ပြိချပြီးသွားတယ်။တပန်395ဆိုတဲ့အတွက်39ပေါင်းရှာ7နှစ်နဲ့9ပေါင်းချင်းက7တိပြိအားနေတာပေါ့နော်။တုံများ9ပြိ6တုံများတုံးချပြီးသွားတယ်။နောက်ထပ်6နဲ့တုံများနဲ့ပေါင်း6ရှောင်းနဲ့9ပေါင်း15 9ပြိအားနေတယ်ပေါ့နော်။ခွန်9တိအဲ့ဒီပြိအားနေတာ4ပြိချပြီးသွားတယ်။ 6ရက်နေ့နဲ့9ရက်ထပ်ပေါင်းတော့ပေါင်းချင်းကစက်ခွန်ပေါ့နော်ခုနှစ်ပြည့်အားနေတာဖြစ်ပါတယ်ခွန်ရှိကိုပြည့်အားနေတဲ့အချိန်မှာ၄ရက်တိ3ပြည့်ချပြီးသွားတယ်ပေါ့နော်၄ရက်ကစနစ်နေ့နဲ့9ပေါင်းတာ7ပေါ့နော်ဆိုတော့ဒီမှာ7ပြည့်အားနေတာဖြစ်ပါတယ်ရှင်းရတိရ6ရက်အဲ့ဒီပြည့်3အားနေတာနေ့ပြည့်5ခုရှိဖြစ်ပါတယ်နောက်ထပ်9ကို78ရှင်းနဲ့5ပေါင်း73 3 3 3များအဲ့ဒီပရိနှလုံးအားနေတာရှင်းပရိချပြီးသွားတယ်ဗောနော်တတ6ဆိုတဲ့အတွက်အဲ့ဒီထိတ်စီနဲ့အလေထိန်နဲ့ပေါင်းပြီးတော့ကိုယ်နဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်းတပရိဗောနော်တပရိအားနေတယ်ခွန်တပရိနှလုံးအားနေတာ6 9တများငါးပရိဆိုတော့အဲ့ဒီမှာ9နဲ့9ပေါင်းရှင်း14ဗောနော်၄ပရိအားနေမှာဖြစ်ပါတယ်ပရိ3လုံးအားနေတာဗောနော်၄၄ရှင်းအဲ့ဒီပရိ အားနေတာခုနှစ်ပြိငါးကိုတုံးချပေးသွားတယ်ငါးကိုတုံးဆိုတဲ့အတွက်ငါးကိုနဲ့ပေါင်းပြီးတော့ကိုနဲ့ထပ်ပေါင်းတော့ပေါင်းရှင်းတုံးရှင်းတုံးချောင်းပြိအားနေတာကိုပြိချပေးသွားတာဖြစ်ပါတယ်ငါးနဲ့ဒီကိုနဲ့ပေါင်းတာ14ပေါ့နော်ဆိုတော့ကျွန်တော်တို့6 4နှစ်ပြည့်အားနေတာ10ပြည့်ချပေးသွားတယ်9နဲ့3မြန်နဲ့ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းတော့ပေါင်းရှင်း4 အဲ့မှာခွန်လေးတုံများပရိအားနေတာနေပရိချပေးသွားတယ်ဗောနော်နောက်ထပ်336ဆိုတဲ့အတွက်အဒီသိသိနဲ့အလေထိုင်နဲ့ထပ်ပေါင်းတော့ပေါင်းရှင်း6ကိုကျွန်တော်တို့9နဲ့ထပ်ပေါင်းတော့15အဲ့မှာတုံများလေးတင်ဆိုတဲ့အတွက်အဲ့မှာတော့တစ်ချိန်ဖောက်တယ်ဗောနော်ပရိသတ်ပင်ဖောက်ချီတာဖြစ်ပါတယ်တုံများနဲ့လေးနဲ့ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းတော့ပေါင်းရှင်း3 3ပရိအားနေတယ်၄3တုံများပရိအားနေတာ တိပရိချပေးသွားတာဗောနော် ရှင်းနဲ့6နဲ့ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်74လေးနဲ့9ပေါင်း73 9 3ခုနှစ်အဲ့ဒီပရိသုံးလုံးအားနေတာနေပရိချပေးသွားတယ်ခင်ဗျာ6နဲ့3များနဲ့ပေါင်းပြီးတော့9နဲ့ပေါင်းတော့ပေါင်းရှင်း15 9ပရိအားနေတယ်3များ9 3ပရိသုံးလုံးအားနေယူတာမှာ6 6နဲ့4ပရိချပေးသွားတာပေါ့နော်6နဲ့6နဲ့က7နဲ့9နဲ့9ပေါင်း73ဆိုတဲ့အတွက်6တိပရိအားနေတာဖြစ်ပါတယ်6 6က9ပရိချပေးသွားတယ်ပေါ့နော် 6နဲ့6ပေါင်း7နဲ့9ပေါင်း7ဆိုတဲ့အတွက်8နဲ့အဲ့ဒီပရိတ်သုံးလုံးအားနေနေရာမှာ9 6နဲ့ဆိုတဲ့အတွက်9ပရိတ်6ပေးသွားခဲ့တယ်ပေါ့နော်အဲ့ဒီ20နံပါတ်3ကတော့တုံများလေးတစ်တပင်မှာတော့တစ်ချိန်ဖောက်သွားတယ်ပေါ့နော်နောက်ထပ်9 6 9ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်15နဲ့9ပေါင်း7 4ဆိုတဲ့အတွက်ကြောင့်မို့4 2 3ပရိတ်အားနေတာ8ပရိတ်6ပေးသွားတယ်၄၉ပေါင်း၃ 83နှစ်အဲ့ဒီပရိသတ်လုံးမှာငါပရိချပေးသွားတာဖြစ်ပါတယ်နိနေနှစ်ပေါင်းလေလေး9ပေါင်း73 93ရှစ်အဲ့ဒီပရိသတ်လုံးပယ်တယ်ဗောနော်ရှစ်လေး3ဆွေအတွက်ငါပရိချပေးသွားတယ်ရှစ်လေးပေါင်းဇနစ်နိနေ9ပေါင်း73ဆွေအတွက်တင်းနှစ်ရှစ်အဲ့ဒီပရိသတ်လုံးကိုပယ်တာဆိုရင်ခုနှစ်ပရိချပေးသွားခဲ့တယ်ခင်ဗျာရှင်နဲ့6ပေါင်း74လေး9ပေါင်း73တော့ဘာနော်ဒါကြောင့်မို့ကျွန်တော်ပရိသုံးလုံးအနေနဲ့9 3 9အဲ့ဒီ ရိတ်ကိုပေးတာဆိုရင်တိပရိတ်ချပေးသွားတာခင်ဗျာပြီးရင်နင်းနဲ့ကိုပေါင်း၁၁တိပရိတ်အားနေတယ်ဗောနောတိတုံများရှောက်ပရိတ်၃လုံးပေးတာ၃ပရိတ်ချပေးသွားတယ်ခွန်ခွန်က၁၄လေးကိုပေါင်း၃ဆိုတဲ့အတွက်၈၃တုံများပရိတ်၃လုံးကိုပေးတာဆိုရင်၇ပရိတ်ခွန်တုံများ၃များချပေးသွားတာဖြစ်ပါတယ်ခွန်နဲ့တုံနဲ့ပေါင်းပြီးတော့၉နဲ့ထပ်ပေါင်းတာဆိုရင် ပေါင်းရှင်း၁၆ရတယ်ဗောနော တော့3ည66အဒီပရိနှလုံးကိုပယ်လာရှင်3009ခုနှစ်ပရိချပြီးသွားခဲ့တယ်ခင်ဗျာနောက်ထပ်တစ်ပြင်3009ဆိုတဲ့အဒီထိတ်စင်း3နဲ့အလေးထိတ်ခုနဲ့ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းလာရှင်ပေါင်းရှင်9နေ9လေးပရိ3လုံးကိုပယ်တဲ့အချိန်မှာတိပရိ69လေးချပြီးသွားတယ်ရှိကူပေါင်းဆက်ခွန်ခေါနဲ့ကိုပေါင်းချင်းက16ရာတဲ့အတွက်96နှစ်ပြည့်အားနေတာပေါ့နော် ၅၆၃ဆိုတဲ့အတွက်၄ပြိချာပြီးသွားခဲ့တယ်ခင်ဗျာနောက်ထပ်တစ်ပြင်မှာတော့ပေါင်းချင်း၃ညနှစ်၃ည၅ပြိအာနေနေတဲ့အချိန်မှာ၆၈ခုတိပြိချာပြီးသွားတယ်ဗောနော်ဒါနောက်ထပ်တစ်ပြင်မှာပေါင်းချင်းက၆၈ပေါင်း၁၄၄ခုပေါင်း၃နှစ်၃၈ပြိအာနေတာတိပြိချာပြီးသွားတယ်ဗောနော်ဒီရှိချိန်မှာတော့ကျွန်တော်ထိထိရှိနေအလင်းနဲ့ပေါင်းတော့ဒီနေ့နေပေါင်း၄၄ခုပေါင်း၃ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တွင်အရာကတော့၈၃၅အဲ့ဒီပြိ၃လုံးအာနေနေတယ်လို့ဆိုလိုတယ်ဗောနော် ်တန်နီအရာဆက်ပြီးတော့ပေးသွားနိုင်တယ်လို့ဖောက်လေးဖောက်သွားတတ်တဲ့အတွက်ကြောင့်မို့အာအသုံးပြုတဲ့အခါမှာတော့ဂျေဆုပြုပြီးမိုက်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလည်းအတည်ပြုပါပါတော့။ဒါဆိုရင်6ခွန်7 3ပရိလေးလုံးရှိတယ်ပါတော့။ဒီမှာတော့735ပရိအားနေနေတာတွေ့ရတယ်ခင်ဗျာ။တွင်နည်းအရာဆိုလို့ရှင်းဖြစ်ပါတယ်ပါတော့။635ပရိကပ်တိုတယ်ဖြစ်ပါတယ်ကပ်တိုတယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့6ခွန်7တင်းမှာ တနင်္လာမျိုးမှာရှင်းနဲ့တင်းနဲ့ပြိတ်ပူပြီးတော့အာတာတွေဆိုပေမဲ့ရှင်းပြိတ်အာနေနေတာလေးတွေ့နေရတဲ့အတွက်ကြောင့်မို့အကောင်းဆုံးပြိတ်အနေနဲ့တင်းပြိတ်အကောင်းဆုံးဖြစ်သွားမယ်ပေါ့နော်၆ခွန်ရှင်းပြိတ်အရန်ဖြစ်သွားမှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကျမ်းပါစိတ်ချမ်းသာပြီးတော့ကောင်းကျိုးလိုရင်းဆန္ဒပြည့်စုံကြပါစေကာကြီးတုံးမပေးလဲကြော်လွားနိုင်ကြပါစေခင်ဗျာ